This is Radio Free Asia. The following program is in Burmese. ဒေါက်တာရှင်များမင်္ဂလာပါရှင်။လွတ်လပ်တဲ့အာရှသံ RFA ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လင်းနေပါပြီ။ကျွန်မကခင်ခင်ဤပါရှင်။ငလျင်လှုပ်ခတ်ခဲ့တာတလပြေခဲ့ပါပြီ။ အခုလက်ရှိငလျင်တင့်ဒေတာကပြည်သူတွေဘလို့နေထိုင်နေကြပါလဲကြီးလန့်ဆန်လာနေရတယ်ကွာမလုံးမစိတ်လုံးယုံမှုမရှိနေရထိုင်ရတာချင်းကြိုက်တယ်ရာသီဥတွေပူတယ်မအေးရအောင်လူတွေအဲ့စိတ်ပင်မလူပင်မဒဏ်နေလက်ခံရတယ်ပြည်စာဝင်နေရတို့လည်းဖြည့်ရှင်းမှုကလုံးဝရတယ်သတင်းတွေပြီးမှကြားဖို့ရှိပါလေရှင်အခုရင်ဆုံးတော့သတင်းတွေကိုတင်ပြပါမယ် မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့စစ်ဗိုလ်ချုပ်တွေပါဝင်လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုတန်းခတ်ပိတ်ဆို့မှုတစ်နှစ်ထပ်မံတည်တန်းတိုးကြောင်း EU ဥရောပသမဂ္ဂကထုတ်ပြန်ကြေညာပါတယ်။2021ခုနှစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုဖိနှိပ်တပ်ဖြတ်မှုတွေကြောင့် EU ကအေးအေးယူပိတ်ဆို့မှုတွေကိုနှစ်စဉ်တည်တန်းတိုးလာခဲ့ပြီး ်အခုလဲ2026ခုနှစ်ဧပြီလအထိထပ်မံပြီးတည်တန်းတိုးမြှင့်လိုက်တာပါ EU ဟာ2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့တည်းကမြန်မာစစ်တပ်ရဲ့ဆန္ဒပြပြည်သူတွေအပေါ်အရေးယူဆောင်ရွက်မှုတွေကိုအပြင်းထန်ဆုံးရှုံချကြောင်းထပ်တလဲလဲပြောကြားခဲ့ပြီးအကြမ်းဖက်မှုပုံစံအလုံးအစုံသက်ဖို့နဲ့မတရားဖန်ဆီးထားတဲ့အကျဉ်းသားအလုံးကိုလွှတ်ပေးဖို့လဲတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့ကြမ်းဖက်မှုတွေနဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေအတွက်တာဝန်ရှိတဲ့သူတွေကို ပြစ်မှတ်ထားပြီးနောက်ထပ်တင်းကျပ်တဲ့စီမံချက်တွေချမှတ်ဖို့လဲ EU ကအစဉ်သင့်ရှိနေတယ်လို့ဆိုပါတယ်ရှင်။ စစ်ကောင်စီကဧပြီလ2ရက်နေ့မှာပြစ်ခတ်ရစဲကြောင်းကျင်းညာထားပေမဲ့ဒေသအများပြားမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်း80ရှိခဲ့တယ်လို့ဗြိတိန်ခြေဆိုင်လွတ်လပ်တဲ့သတင်းအချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ CIR ရဲ့မြန်မာ Witness အဖွဲ့ကဧပြီလ28ရက်နေ့ကအစီရင်ခံစာထုတ်ပြန်ပါတယ် မတ်လ28ရက်နေ့ကနေဧပြီလ24ရက်အတွင်းစစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုအကြိမ်80ရှိခဲ့ပြီးဧပြီလ2ရက်အပြစ်ခတ်ရက်စဲပြီးနောက်မှာ65ကြိမ်ရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ ရက်သားတွေကိုတိုက်ခိုက်မှုအလုံးအခုချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတားအဆီးမရှိဝင်ရောက်ဖို့နဲ့မြန်မာနိုင်ငံငင်းကြဲရေးလမ်းစဉ်အတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့စစ်ကောင်စီကိုထပ်မံတောင်းဆိုကြောင်းဗြိတိန်နိုင်ငံသားရေးနဲ့ဒဏ္ဍာရီဖွံ့ဖြိုးရေးဌာန FCDO ရဲ့ပြောခွင့်ရသူကပြောပါတယ်ရှင်။ မြန်မာနိုင်ငံမှာအတင်းကျပ်စစ်မှုထမ်းဈေးခိုင်းနေခြင်းတွေဟာအဓမ္မလုံအားခိုင်းစေခြင်းနဲ့လူကုန်ကူးမှုကျူးလွန်ရာရောက်သလိုလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ကြောင်ဒီလုံရက်တွေအမြန်ဆုံးရပ်တန့်ရေးအတွက်စစ်ကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလှုံ့ဆော်မှုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကုလသမဂ္ဂအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝန်းကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလကစပြီးအသက်18နှစ်ကနေ35နှစ်ကြားလူငယ်တွေကိုစစ်ကောင်စီကကြကြပြန့်ပြန့်အာရမစစ်မှုထမ်းခိုင်းနေတာတွေကို အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။နေအိမ်တွေလုပ်ငန်းခွင်နဲ့စစ်စေးရိတ်ခိတ်တွေမှာစစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာတွေမိသားစုကိုချင်းချောက်ချင်းအကြက်ကင်ချင်းအတင်းအကျပ်အကြမ်းဖက်ခေါ်ဆောင်တဲ့နီးနဲ့စစ်သားစုဆောင်ခံရတာတွေကိုဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ဒီလုံရက်တွေကိုအမြန်ဆုံးရပ်တန့်ရေးအတွက် ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီပါဝင်လက်နက်တင်ဖို့ရောင်းချမှုတွေချက်ချင်းလှုပ်ဆောင်ဖို့အပြင်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်းအထမစစ်သားစုဆောင်းမှုကြောင့်ထွက်ပြေးလာသူတွေကို လူသားချင်းစာနာတဲ့မူဝါဒကိုအခြေခံပြီးစောင့်ရှောက်ပေးကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြင်းအား9.3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းနောက်ဆက်တွဲငလျင်159ကြိမ်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဧပြီလ28ရက်နေ့ကထုတ်ပြန်ပါတယ်။နောက်ဆက်တွဲငလျင်ငယ်တွေဟာ ရင်အား2.8ကနေ9.5အထိရှိခဲ့တယ်လို့ဆိုပါတယ်။ဧပြီလ25ရက်နေ့အထိငလျင်ကြောင့်သေဆုံးသူ3963ဦးအထိမြင့်တက်လာပြီး9109ဦးဒဏ်ရာရရှိကပျောက်ဆုံးသူ130ရှိတယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာတဘာဝ BNDA နဲ့ပြည်ပခတွေကြောင့်ထိခိုက်ဒဏ်ရာရသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေပုံမပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီ IRC ကသတိပေးလိုက်ပါတယ်။ငလျင်ထိခိုက်ဆုံးရှုံးမှုအကြီးအမားဆုံးဖြစ်တဲ့မန္တလေး၊စကိုင်း၊နေပြည်တော်နဲ့ရှမ်းပြည်နယ်ကတချို့ဒေသတွေဟာပျက်စီးဆုံးရှုံးမှုတွေကြားမှာအကျပ်တဲတွေကြုံနေရတယ်လို့ဆိုပါတယ်။ ငလျင်ကြောင့်လူသိမ်းတဲ့ချီအိုးအိမ်တွေဆွန့်ခွာခဲ့ရပြီးအများစုဟာ အမိုးအကာဓမ္မမဟုတ်လူပြစ်ကျက်နေတဲ့ယာယီတဲတွေမှာနေထိုင်နေကြရကြောင်းတဘာဝဘေးနောက်ပိုင်းအစားအသောက်ဈေးနှုန်းတွေမြင့်တက်လာခြင်းကြောင့်မိသားစုအများပြားအစားအစာလျှော့ပြီးစားသုံးနေရကြောင်းအရေးပေါ်ဆန္ဒရိက္ခာနဲ့ငွေကြေးအကူအညီတွေလိုအပ်နေကြောင်း IRC မြန်မာရဲ့ဒါရိုက်တာမိုဟာမက်ရီယက်စ်ကပြောပါရရှင် မြန်မာနိုင်ငံမှာပြင်းအားခုနှစ်တသမခုနှစ်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တာတလားတိတိရှိသွားပါပြီ။ငလျင်ကြောင့်ထိခိုက်ခံစားရသူတွေဟာမြေကွက်လက်တွေမှာယာယီတဲထိုးပြီးနေထိုင်နေကြရဆဲဖြစ်တယ်လို့အဆောက်အုံပြက်တွေကိုဖယ်ရှားရှင်းလင်းနိုင်ဖို့ကလည်းစိန်ခေါ်မှုတွေကြီးမားနေပါတယ်။အပြည့်အစုံကို ကိုဆိုင်ဝနာက ပြောပြပါမယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာ April 28ရက်မှာတလားတတိပြည့်ခဲ့ပါပြီ။အဆောက်အုံဗျက်တွေအောက်ကတေဆုံးနေတဲ့ရုပ်လောင်းတွေကိုဒီကနေ့ထိဆွဲထုတ်နေရသေးလဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချက်လက်တွေအရငလင်ကြောင့်နေပြည်တော်သခိုင်းမန္တလေးရှမ်းပြည်နယ်ပါဝင်တိုင်းနယ်ပြည်နယ်ဆယ်ကုမှာ April 24ရက်ထိနေအိမ်ပေါင်း6400လောက်နေပါပျက်စီးခဲ့ရတယ်လို့လူရည်ရှောက်သိန်းကျော်ငလင်တန်ခံခဲ့ရပါတယ်။နောက်ဆက်တွဲငလင်တွေကြောင့်ဒီကနေ့ထိယာယီတဲတွေနဲ့နေထိုင်နေကြရသေးဖြစ်တယ်လို့ စစ်ကောင်စီစီကဘာအကူအညီမှမရသေးသူအများပြားရှိနေသေးတယ်လို့နေအင်ပြစည်းခဲ့ရတဲ့မန္တလေးမြို့ကန်တယောက်က RFI ကိုပြောပါတယ်ဒီဝင်းနေလို့မရသေးတော့လမ်းမေးတွေမှာအိတ်ရတော့မင်းညဆိုလဲညဘုံနေနေတယ်ပဲစောင့်ရိုက်အကုန်လုံးပြေးထွက်ရတာလမ်းမော်လေကြီးလန်းဆန်လာနေရတယ်ကွာမလုံးမစိတ်လုံးညုံမှုမရှိဘူးနေရထိုင်ရတာခြံကြိုက်တယ်ရာသီဥတွေပူတယ်မအိတ်ရအောင်လူတွေအဲ့စိတ်ပင်မလူပင်မတန်းနေလက်ခံရတယ်ပြည်စာဝင်နေရတယ်ဖြည့်ရှင်းမှုကလောရတယ်အထူးသဖြင့်ပြောချင်တာဆိုအခုချိန်ဒီလေလာရက်ွက် မြို့နယ်တိုင်းမြို့ခရိုင်အဆင့်အနေမှာလာပြီးမှဟိုစင်းပြူးစုတာမျိုးတို့ကအကူညီပေးတာမျိုးတို့ဘာတစ်ခုမှမရအောင်ဒီစကလည်းမစားအောင်ကွာရေးတဲ့ရေးစံတစ်ခုလည်းမရအောင်ဒါဒါပွင့်လင်းဆုံးပြောပြလူစီကားရနေရာတချို့မှာရိတ်ခါအကူအညီတာတွေရှိပေမဲ့အကူအညီလိုအပ်နေသူအားလုံးစီဒီကနေ့ထိလွှမ်းရှုံနိုင်ခြင်းမရှိသေးဘူးလို့သူကထောက်ပြပါရယ်ဧပြီ25ရက်နေ့ထိနိုင်ငံပေါင်း26နိုင်ငံကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်2000ကျော်ရောက်ရှိခဲ့ပြီးထောက်ပံ့ရင်းနဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်3600ကျော်ရရှိထားပါရယ် ဒီပြင်ဧပြီ24ရက်ထိပြည်တွင်းပြည်ပအလူရှင်တွေစီကနေကြက်ငွေ135ဘီလီယံကျော်အမေရိကန်ဒေါ်လာ2တန်းကျော်ကိုရီးယားဝမ်5တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3000ကျော်ရရှိထားပြီးပြန်လည်ထူထောင်ရေးတွေမှာအသုံးပြုနေတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ဒါပေမဲ့ငလင်တန်တက်ရောက်ခဲ့တဲ့ဧရိယာကျယ်ပြန့်ပြီးအကူအညီလိုအပ်နေသူတွေများပြားတာကြောင့်အားလုံးကိုလွှမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ စကိုင်းနဲ့မန္တလေးမှာအကူအညီတွေပေးနေတဲ့မူဆယ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ရက်ကကိုထေးကအရက်ဖြစ်ကိုပြောပါတယ်။အဖြစ်ပြက်ကနည်းနည်းကြီးပြီးတော့ဧရိယာလေးခြေတာပေါ့နော်ခြေတော့တယ်ဒါတော့ဘလို့မှနိုင်ငံကားပဲကိုကိုဒီကျွန်တော်တို့တောင်းရှိပြီးတော့ဘလို့ကူညီကူညီအရက်အခွဲစီပြီးဘလို့ကူညီကူညီနေရအနောက်တော့ပတ်သက်ဖြစ်အောင်တော့ကူညီနိုင်တာတော့မရှိနိုင်ပါဘူးကျွန်တော်တို့မှအတွေ့အကြုံတွေလို့တယ် ဒီအထောက်အပံ့ပစ္စည်းတွေလည်းဤပညာတွေလို့လည်းဒါကြောင့်ကျွန်တော်တို့အခုဖြစ်ပြတ်မှာတော့တွေ့ကြုံရတဲ့အားမျိုးတော့ပဲရှိမှာပေါ့နော်။နိုင်ငံတကာကူညီတာရောဒီအတော်ရှိတဲ့လူတွေကူညီတာပံ့ပိုးရတဲ့အားလုံးကတော့ဘယ်လိုမှတော့ perfect မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့မြင်ရတာပေါ့နော်။ စစ်ကောင်စီကငလင်လောက်ခတ်ပြီးအချိန်တလကြာတဲ့အထိထူထောင်ရေးကာလကိုလည်းအသေးစိတ်သတ်မှတ်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အုံတွေဖြုတ်ပြတ်ရှင်းလင်းရေးမှာလည်းစစ်ကောင်စီကဌာနဆိုင်ရာအဆောက်အုံတွေဖြုတ်ပြတ်ရှင်းလင်းရေးကိုပဲလှုံ့ဆော်နိုင်ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုတော့ကိုထူကိုထရှင်းလင်းနေရတယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ငလင်ကြောင့်80ရာခိုင်နှုန်းပျက်စီးသွားတဲ့သခိုင်းမြို့မှာဆိုရင်လည်းအဆောက်အုံတွေကိုဖယ်ရှားရှင်းလင်းဖို့အ ਨੇ စုံ6လကနေအချိန်တစ်နှစ်ကြာနိုင်တယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေသူတယောက်ကပြောပါတယ်။ အဲသခိုင်းမျိုးမှာအကိုဟိုအဓိကတော့ကျွန်တော်တို့ဒီရှင်းလင်းရေးကိုကဟိုအနည်းဆုံး6လကနေတစ်နှစ်လောက်ထိယူရမှလည်းကျွန်တော်မြင်နေပြဘာလို့လဲဆိုကျွန်တော်တို့သခိုင်းမျိုးကအပြည့်အစုံအများကြီးဖြစ်သွားတာပေါ့သူလည်းဟိုပြောမလို့ကိုကို အိမ်နန်းလေးကိုကကိုကိုကတော့ကိုပဲရှင်းနေရတဲ့အနေအထားလေးဖြစ်နေပေါ့ငလင်ဘေးနောက်ဆက်တွဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုမလေးရှားဘင်္ဂလားဒေ့ရှ်စင်ကာပူဖိလစ်ပိုင်အင်ဒိုနီးရှားဗီယက်နမ်လာအိုထိုင်းအိန္ဒိယနဲ့တရုတ်စတဲ့နိုင်ငံတွေကသူတို့နိုင်ငံရဲ့စစ်တပ်တွေကိုဆစ်လွတ်ပြီးကုညီကယ်ဆယ်ရေးတွေလုပ်ခဲ့ပါတယ် အရင်ကတဘာဝဘေးကြုံတိုင်းအင်အားအလုံးရင်းနဲ့ကုညီကယ်ဆယ်ရေးလှုပ်လှစ်ရှိတဲ့မြန်မာစစ်တပ်ကတော့လက်ရှိကြုံနေရတဲ့ငလင်ဘေးမှာအရင်လိုအင်းနဲ့အားနဲ့ပါဝင်လာတာမတွေ့ရဘူးလို့ကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။အာနာသိမ်းမှုကြောင့်နိုင်ငံတော်ဝန်ပေါ်ပေါက်လာတဲ့လက်နက်ကင်တော်လန်မှုတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာတိုင်းနဲ့ပြည်နယ်အနှံ့ကိုစစ်မျက်နှာဖွင့်ထားရတာပါ။နေမည်ဆုံးကြုံမှုတွေနဲ့အင်အားပြုံးတိမှုတွေကိုပြန်လည်ကုစားဖို့အတွက်လည်းငလင်ဘေးကြီးကျယ်ကြုံနေရချိန်မှာတော့ စစ်မှုထမ်းအပတ်စဉ်စနစ်ကိုခေါ်ယူပြီးလူသက်စုဆောင်မှုကိုမပြတ်မကွက်လုပ်ခဲ့ပါတယ်။ရှစ်တန်းစစ်မျက်နှာပြင်တွေကိုတိုက်ရင်အားအများပြပို့ထားရတာကြောင့်ငလင်ဘေးကူညီကယ်ဆယ်ရေးကိုအရင်လိုအင်တိုက်အားတိုက်မလုပ်နိုင်တာလို့စစ်တပ်အရာကြီးဟောင်းတဦးကသုံးသပ်ပါတယ်။ရနေကိပြည်ပကပဲပြောပြပြည်ရင်းစစ်ပဲပြောပြဒါကအေရနှံ့မှာဖြစ်နေတာကိုဖြစ်နေတဲ့အခါကျတော့ကိုယ်ရင်နဲ့မတူဘူးပေါ့မတူဘူးဆိုတာကဟာလာကျတော့ဒီဒေသန္တရကျတော့ကဟိုစစ်စင်ရေးတရှိတယ်တော့ဒေသန္တရလူကျော်ရေးကိစ္စလည်းရှိတယ်လေအားလုံးမှာ လုံးဝကျွန်တော်တို့ကအတက်ကိုဒီလောက်ထုတ်နေတာတော့တော်တော်ဟုတ်လာပြီလို့ပြောရတော့ပါဘောနော်စစ်ကောင်စီရဲ့ထုတ်ပြန်ကြရာဧပြီ28ရက်နေ့ငလင်ကျောင်းတည်ဆုံးသူ3969ဦးထိခိုက်ဒဏ်ရာရသူ9106ဦးနဲ့ပျောက်ဆုံးနေသူ109ဦးရှိပါတယ်ခင်ဗျာငလင်လှုပ်ခတ်ခဲ့တာတလကြာလာတဲ့အထိငလင်ဘေးအကူအညီလိုအပ်မှုကြီးမားနေတဲ့အကြောင်းတွေကိုကြားခဲ့ရတာပါ စစ်မှုထမ်းဖို့မဲပေါက်ပြီးတပ်သားအဖြစ်စုဆောင်းခံခဲ့ရပေမဲ့စစ်ကောင်စီတပ်ကနေထွက်ပြေးပြီးလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလက်ဖြောက်တပ်သားအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပသိမ်အကြောင်းကိုလည်းကြားရပါမယ်။ RFA သတင်းတောက်ကိုကျော်လွင်ဟောတင်ပြထားပါတယ်ရှင်။ကျွန်တော်ဆုံးဖြတ်လိုက်ပုံမှန်တည်လာတဲ့စာရင်ဒီဘက်မှာတည်တာမုံမြက်တယ်ပေါ့ကွာ။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကစတိုက်ပါသမားရဲဘော်ပသိမ်ပါအသက်30အရွယ်ရဲဘော်ပသိမ်ဟာရန်ကုန်စာတီးဖြစ်ပြီး နှစ်ဆလောက်အထိစက်ရုံတစ်ခုမှအလုပ်လုပ်ရင်းမိသားစုရဲ့တာကြီးတယောက်တာဝန်ကျေပြွန်အောင်စူးစမ်းခဲ့သူပါပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလအစမှာစစ်ကောင်းဆောင်ကစစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့နောက်ပထမဆုံးစစ်မှုထမ်းအပတ်စဉ်တည်းအတွက်လူနေထိုင်ရာရပ်ကွက်မှာစစ်ထဲဝင်မဲ့သူတွေကိုမဲနှံ့ရွေးချယ်တာတွေလုပ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာစစ်အာဏာရှင်ကိုမနှိမ့်ညွတ်တဲ့သူကစစ်ထဲဝင်ဖို့မဲပေါက်ခဲ့ပါတယ်30ရက်နေ့မနက်မှာကျွန်တော်ရက်ွက်ရုံသွားခဲ့တယ်ပေါ့ရက်ွက်ရုံသွားပြီးတော့ကျွန်တော်ရောက်တော့ဟိုရောက်တော့ကျွန်တော်တို့ ဒီမဲပေါက်တဲ့လူတွေကိုအကုန်လုံးစုဝေးစုဝေးပြီးတော့ကျွန်တော်ကားနဲ့ခေါ်ရပါတယ်ကားနဲ့ခေါ်ရတဲ့အချိန်မှာကျွန်တော်ရန်ကုန်စစ်ကြောရေးရုံးကြောက်ပါရန်ကုန်စစ်ကြောရေးရုံးမှာကျွန်တော်၃ရက်လောက်နေရတာပေါ့နော်၃ရက်လောက်နေပြီးကျွန်တော်တို့ဒီတင်တန်းကြောင်းကိုတစ်ခါတည်းရိုက်ပို့တာပေါ့နော်သူအပါအဝင်စစ်တင်တန်းအပတ်စဉ်တက်မှာတင်တန်းသား600နီးပါးရှိပြီးရှမ်းပြည်နယ်ရက်ဆောင်မြို့နယ်ဘာထုတက်ကအရာခံနဲ့အကြက်ကြီးတင်တန်းကြောင်းမှာစစ်တင်တန်းသုံးလတက်ခဲ့ရတာပေါ့အဲ့ဒီအထဲမှာရန်ကုန်တိုင်းကလူငယ်တွေအများဆုံးဖြစ်တယ်လို့ရဲဘော်ပသိန်ကပြောပါတယ် ူပြောပြချက်အရာတင်နန်းသားတွေထဲမှာသူ့လိုပဲမဲပေါက်လို့ရောက်လာသူတွေပါသလိုစစ်မှုထမ်းဥပဒေကိုရှောင်ကျဉ်တဲ့သူတွေစီကားနေအခါချင်းငွေယူပြီးလူစားတို့ဝင်ရောက်လာသူတွေလည်းရှိပါတယ်တင်နန်းပြီးသွားတဲ့နောက်သူနဲ့အတူတင်နန်းစင်း25ယောက်ကတဝဲကိုတာဝန်ကျခဲ့ပါတယ်အဲ့ဒီအချိန်မှာဖုံသုံးဆွဲခွင့်ရပြီးပြည်သူ့ရင်တွင်အဖွဲ့ကိုဆက်သွယ်ကာအဲ့ဒီကတစင်လောင်းလုံးမြို့နယ်ပြည်သူ့ကော်ဝေးတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးပြီးခဲ့တဲ့ဇူလိုင်လ၄ရက်နေ့မှာစစ်တပ်ကနေထွက်ပြေးခဲ့တာဖြစ်ပါတယ်သူရဲ့ရဲစက်မှုတွေ ဒီရင်တော့သူတို့ရေးဆက်မှုတွေကျွန်တော်ကဒီနားနယ်ပဲကြားရုံပဲကြားခဲ့တာပေါ့နော်ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုတွေ့လဲသူတို့ရေးဆက်မှုတွေသူတို့ရဲ့ဟိုတရားမျှတမှုမရှိတဲ့လုပ်ရက်တွေကိုကျွန်တော်ကိုမျက်စိကိုတွေ့ကိုကျွန်တော်ကြုံခဲ့ရတာပေါ့နော်အဲ့ဒါတွေကိုငဘိုးလေးကလည်းအဲ့ဒါတွေကိုမကြိုက်တာနဲ့ပါလောင်းလုံးမြို့နယ်လွတ်မြောက်နယ်မြေကိုသူရောက်ချိန်မှာစနိုက်ပါတင်နှန်းပေးနေတာကြောင့်စနိုက်ပါသမားဖြစ်ချင်တဲ့သူ့အတွက်အဆင်သင့်ဖြစ်ခဲ့ပြီးစစ်ကောင်စီကိုပြန်ပြီးလက်နက်ကင်တိုက်ခတ်ဖို့ဆုံးဖြတ်လိုက်ပါတယ် တုံးလာတင်တန်းတက်ခဲ့တဲ့ရဲဘော်ပသိမ်ဟာအခုဆိုအရန်တက်ဖွဲ့ဝင်အနေနဲ့တာဝန်ထမ်းဆောင်နေပါပြီကျွန်တော်တို့အခုလောလောဆယ်ကျွန်တော်စနိုက်ပါဟိုဟာမှာတော့လောလောဆယ်ကိုကျွန်တော်နဲ့ထိတွေ့မှုကတော့တိတ်မရှိသေးဘူးခင်ဗျာဒါပေမဲ့သူတို့အခုရှိမဲ့နောက်သွားမဲ့စစ်စင်ရေးတွေမှာတော့ကျွန်တော်ဟိုတက်နိုင်ဟိုကိုတဆန်းတလောက်တော့ဒီရှီတန်းမှာရှီတန်းမှာဒီစနိုက်ပါနဲ့အစီအမဲ့ဟာလေးတွေကျွန်တော်အကောင်လည်းစပေါ်နေပါတယ်တစ်ဖက်မှာလဲစစ်ကောင်စီဘက်ကနေ ပြည်သူ့ဘက်ကူပြောင်းချင်သူတွေကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ဆီယာနာရှင်ဒေါ်လန်ရေးအောင်မြင်မယ်လို့ယုံကြည်တဲ့ရဲဘော်ပသိန်ကဒေါ်လန်ရေးမပြီးမချင်းကြားရတာဝန်ကိုထမ်းဆောင်ဖို့ဆုံးဖြတ်ထားပါတယ်။ကျွန်တော်ကဒီဒေါ်လန်ရေးကိုကျွန်တော်တို့ကျွန်တော်ဒီဟာကိုကျွန်တော်တို့ပြီးဆုံးမှဆိုတာကိုလည်းကျွန်တော်ယုံကြည်ထားတယ်။ယုံကြည်ထားရတယ်ပြီးတော့ပြီးဆောင်ပြီးဆုံးအောင်လည်းကျွန်တော်တို့ဒီဟာကိုတိုက်ပွဲမှာပြီးဆုံးတဲ့အထိကိုတိုက်ပွဲဝင်ဝင်သွားမယ်လို့လည်းဆုံးဖြတ်ထားပါတယ်။ ဒီစီစဉ်တဲ့ပဲ RFA ရဲ့အသံလွှင့်ချက်တွေကိုလည်းရှင်းသားခွင့်ပြုပါရှင်။နားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တော်တဲ့ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ရဲ့ပေါင်းကကင်းဝေးပြီးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။